မြန်မာနိုင်ငံရဲ့ပထမဦးဆုံး EITI အစီရင်ခံစာကိုလာမယ့်ဒီဇင်ဘာလကုန်နောက်ဆုံးထားပြီးကမ္ဘာ EITI အဖွဲ့ချုပ်ကိုတင်ပြသွားမယ်လို့ဘန်နာရေးနဲ့အခွန်ဝင်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိန်းကပြောပါရယ်မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလုပ်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် UMCCI မှာဒီဇင်ဘာလ9ရက်နေ့ကပြုလုပ်တဲ့တရားစတာ2.4ထုတ်လွှင့်ရေးလုပ်ငန်းများပွင့်လင်းမြင်သာရေးဆောင်ရွက်မှုသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ အဆိုပါ EIDI အစီရင်ခံစာမှာရေနံနဲ့တဘာဝတံငွေ2.4ထုတ်လွှင့်လုပ်ငန်းမှာရရှိတဲ့အခွန်ပန်းနာငွေ100ရာခိုင်နှုန်းကိုကိုစားပြုတဲ့ရေနံနဲ့တဘာဝတံငွေကုမ္ပဏီ73ခုကြောင်းမြတ်ရန်သာပြပွဲရဲ့အခွန်ပန်းနာငွေ69ရာခိုင်နှုန်းကိုစားပြုတဲ့ကြောင်းမြတ်ကုမ္ပဏီ30ခုအခွန်90ရာခိုင်နှုန်းကိုစားပြုတဲ့တထုကုမ္ပဏီ71ခုလို့ပါဝင်တာဖြစ်ပါတယ်။ဒါ့အပြင်အစိုးရဘက်မှာမြမရေနံနဲ့တဘာဝတံငွေလုပ်ငန်းတထုတွင်ဦးစီးဌာနမြမတထုတွင်လုပ်ငန်း1နှစ်3နဲ့မြမကြောင်းမြတ်ရန်သာရောင်းဝယ်လုပ်ငန်း ရာသုံးမှန်းချေငွေစင်းဦးစီးဌာနငွေတိုက်ဦးစီးဌာနအကောက်ခွန်ဦးစီးဌာနပြည်ရင်းအခွန်ဦးစီးဌာနနဲ့တက်တော်ဦးစီးဌာနတို့ပါဝင်တာဖြစ်ပါတယ်။ဒါ့အပြင်ရပ်ဘက်အဖွဲ့အစည်းများမှတောင်းဆိုမှုအရတထု24ကုမ္ပဏီ၃ခုဖြစ်တဲ့ One Power Company, CNC Company နဲ့ Yanxi Company တို့ကိုလည်းထည့်သွင်းထားတာဖြစ်ပါတယ်။အစိုးရကသာမူကြမ်းကိုအစိုးရကုမ္ပဏီနဲ့ရပ်ဘက်အဖွဲ့အစည်းများသုံးဖွဲ့ဆိုင်ညွန်ပေါင်းဖွဲ့စည်းထားတဲ့ MSG အဖွဲ့အစည်းကိုဒီဇင်ဘာလ14ရက်မတိုင်ခင်တင်ပြအတည်ပြုသွားမှာဖြစ်ပြီး ကမ္ဘာ EIT ရဲ့အဖွဲ့ချုပ်ကိုဇန်နဝါရီလ2ရက်နေ့အမိတင်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။ကမ္ဘာ EIT ရဲ့အဖွဲ့ချုပ်ကစီရင်ခံစာကိုလက်ခံပါက2016ဇန်နဝါရီလမှာစီရင်ခံစာကိုထုတ်ပြန်သွားမှာဖြစ်ပါတယ်။ဒီပထမ report တွေကအဓိကတော့ကျွန်တော်ငတ်ပြီးပြခဲ့တဲ့အချိန်မှာ oil gas ကိုဇာပြီးတာပေါ့နော်။တော့ကြောက်စိမ်းလို့သတ်ထုတ်လို့ဆိုတာ civil society ရဲ့ဆန္ဒအရကျွန်တော်တို့ကအပူစာရအနေနဲ့ဖြစ်ပြီးတာ။အဲကြောက်စိမ်းမှာကျွန်တော်တို့ကပြည့်100%မထည့်နိုင်ဘူး။ ဝိုင်းလင်ကက်ကတော့100%ထည့်လိုက်နိုင်တယ်ပေါ့နော်ကျွန်တော်စိတ်မှာကတော့ကျွန်တော်တို့က60ပြားကနှုတ်တော့ပဲထည့်တော့ကြံတာတွေရှိနေတယ်လေအဲ့တော့ကွာကျင်လဲကွာနိုင်တဲ့သဘောရှိပါတယ် AITI ဆိုတာဟာတဘာဝတယံဇာတ2ဖို့ရေလုပ်ငန်းတွေကရရှိတဲ့ဝင်ငွေတွေနဲ့ပွင့်လင်းမြေတာမှုကိုအားပေးတဲ့ကမ္ဘာလုံးဆိုင်ရာစံနှုန်းတစ်ရပ်ဖြစ်ပါတယ်